။အော်ဒီကားမျိုးကဒီနိုင်ငံမှာလည်းမရှိဘူးတောင်တန်ရွံ့မရဘူး။အဲတောစင်အိုင်းဖမ်းဖို့ဆိုစင်ဆဲကောင်း။ဟုတ်ပြီ။อืมအဲတောစင်နေနဲ့လောက်ရတာအဲလိုအရန်ခက်ခက်ခက်ခဲလေး။အစင်နေကထိမရပြုမရအဲလိုငွေဆိုလို့ရှိရင်လည်းသွားငှားတယ်ငှားရင်ငွေကတော့သူကတော့ရတကယ်ဖမ်းလာမှမို့ဆိုလူကိုပြန်ဟတ်တာပဲရှိရဲ။အဲလိုကြောင့်ပြန်အများကြီးပေါ့ဟိုစူးစမ်းရရှိတော့တရစ်ဆန်ဆောင်နေဆိုကင်မရာဘုံရင်300ကျော်တယ်။ငါက150လောက်ရှိရှိ။ ကိုရိုက်ထားပါဘောနော်ဒါရိုက်တာရောင်ဝင်ဦးနဲ့အာရွှေရှင်ကားတကားရိုက်ထားတယ်။အဲ့ကားမှဆိုလို့ရှိရင်လည်းအကိုကအခုအကောင်းဆုံးစူးစမ်းတယ်။အဲ့ကားလေးကဖြည့်ရမှန်ဇလန်းဖြည့်ရမှန်ဇလန်းဆိုတာဟိုးအကိုနေဆက်တွေမှာဟိုဒီပေါ့ဒီနေဆက်တွေမှာပြောင်းလို့ပါလို့ပေါ့နော်စိုက်စိုက်ခင်းနေရှိရဲ့အဲ့ချိန်မှာတောစရိုင်းကြီးကဒီနေဆက်ဘက်ညို့လေးမှာဝင်ဆိုင်နဲ့ဘလိုလေးလဲဆိုတာပေါ့အဲအဲ့လိုမျိုးတောစရိုင်းကြီးဟိုဖမ်းပုံဖမ်းနေကြီးအဲနောက်လူတယောက်ကတောထဲမှာဒုက္ခရောက်ပြီဆိုလို့ရှိရင် မွေဆိုတဲ့အရာတက်ကောင်းတဲ့မကန်ကောင်းတဲ့စသဖြင့်ပညာပေးပြီးအများကြီးအိုက်ကားလေးပေါ့အာဘာလို့ဆိုအခုလိုနေပတ်မှာရှိတယ်လေနိုင်ငံခြားအရန်သွားကြင်ကြလိုင်းမောမှာကြည့်အဆင်ပြေတယ်ဆိုတော့ဘာညာဆိုတဲ့အချိန်မှာသွားကြင်တဲ့စင်ကသွားရအလင်ခံလိုက်တဲ့အချိန်မှာမီးပေါအောင်မပြောထွက်ဘူးမပြောထွက်တဲ့အတွက်အောက်လန်းနေသွားကြသွားကြတချို့ဆို rubber ချံအောင်ရောက်သွားတယ်တချို့ဆိုလို့ရှိရင်လုံးဝစုပ်ပြတ်တဲ့နေရာဒေသသူများမလုပ်တဲ့နေရာအရရောက်သွားရောက်သွားနောက်တစ်ခုအကိုဆိုလို့ရှိရင်အဲ့ကားမှာဒီဖြစ်ရမန်ဇလန်နဲ့အကိုဆိုလို့ရှိရင် ဒီနေဆက်မှာသူတောဆင်အိုင်းနေဖမ်းတဲ့နေရာကိုရောက်သွားတာရောက်တော့ဟိုမှာတောဆင်အိုင်းနေဖမ်းတဲ့အချိန်မှာဒီဘလူဖမ်းပုံဖမ်းတယ်တောဆင်အိုင်းနေဘလူမြူလဲပေါ့နော်အာသူတို့ကလည်းသူတို့ဘက်ကကြည့်လို့ရှင်နေမှန်တယ်မှန်တယ်ဘလူမှန်လဲဆိုတော့သူတို့ကသူတို့မြည်တော့လာလေသူတို့ကဖမ်းတာမဟုတ်ဘူးသူများမြည်တော့ကျူးကြမဟုတ်အဲ့မှာပြီးတော့တောဆင်အိုင်းဆိုအရင်ရိုင်းနေရိုင်းတော့အဲ့မှာတေတဲ့လူတွေအများကြီးအဲ့တော့ဘလူလောက်ကလဲဆိုတော့ဒီဖြစ်ရမှာဘလောက်ဒီခက်ခဲရဲဆိုတာကိုအိုက်ကားလေးတွေ့ရင်တွေ့တယ်အဲ့လို အကိုတော်တော်များများလောက်တယ်ညီမလေးအကိုလုံးတမများလဲအကိုအမှုပညာထဲမှာပဲအကိုပြန်ပြီးပေးဆက်တာအကိုအတွက်ကိုဘာတစ်ခုမှမလုပ်ဒီနေ့ဒီချိန်ကြီးအခုအကိုရုပ်ရှင်ကအရန်ရိုက်ချင်တာခေါင်းဆောင်နေနဲ့အာငါလုပ်ပြမယ်ပေါ့ဒါမဲ့ဒီကားလေးရလဲစိတ်ကောင်းမှုတစ်ခုတော့ဖြစ်မယ်ဒါတော့အကိုဆူတောင်းနေဒီကားကြီးကိုဟိုလူကြီးရဲ့ကြီးလို့ကြိုက်တယ်ပေါ့နော်ဒီရုံရှင်နေတဲ့ကြိုက်တယ်ဆိုရင်ဂျုံတင်ခွင့်ရပါပြီအဲ့တည်းမှအကိုတို့ရဲ့အတစ်ကနောက်ထပ်ခြိမ်းတစ်ခုရမှာလေရမယ်ဆိုတော့အဲ့အောင်အကောင်းဆုံးစူးစမ်းတာအဲ့ကားကြီးရဲ့လူတိုင်းရတယ်လုံးဝ မက်ဆေ့တခုရတယ်တန်တယ်ပေါ့နော်ပုံလုံးကဥရွှေပါတောထဲမှာလေတောတွင်းစွန်းစားခံလေဥရွှေပါရိုက်ခဲ့အဲ့လိုပုံစံတောတောထဲမှာသူကောင်စွန်းစားရတယ်ဒုက္ခရောက်တယ်ဂူထဲမှာသူကောင်ဘလို့နိုးတယ်ပေါ့နော်အဲ့လိုအရန်စွန်းစားတာတော်တော်များများပါတယ်အဲ့ကားချင်းစွန်းစားခံနေတွေ့တယ် ောကောင်လေးလားဘယ်နဲ့ကောင်လေးလားဆူဆူလို့ရခဲ့ကားကားလို့ပြောတာအဲ့မှာစင်တွေဖို့တွေမွေးတွေခွေးတွေအများကြီးပဲဟိုငှက်တွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးတရိတ်ဆန်ပေါင်းစုံညီပေါင်းကိုရိုက်ခဲ့ရတာတော့အဲ့လိုမြန်မာလေးစွန်းစားမှုတော်တော်ကြီးတယ်တလားကြာစဉ်းစားခဲ့ရတယ်ရိုက်ဖို့ပြတ်ကိုအများစဉ်းစားခဲ့ရအဲစဉ်းစားတယ်စဉ်းစားတော့အဲ့ကူကပြောပြတယ်ပြောပြညီလေးတဲ့ ဟိုလူတိုင်းမှာတော့အကောင်းဆုံးတော့ရှင်ဒီမှာလေတန်ကောင်းတဲ့လူကြောင့်နေဆက်မှာအကောင်းတဲ့နေရာရောက်သွားတယ်ဆိုးတဲ့လူကြောင့်ပြန်လဲမရှိခဲ့ဘူးသူဆိုလို့ရှိရင်လုံးဝပိန်ပြီးတော့လေမှတ်မှတ်မိတော့ဖြစ်ခဲ့တယ်အဲဒါသူကအခုအဲ့ဆက်လေးပြောပြအာကျွန်တော်ရိုက်မယ်လို့အာဘာလို့လဲဆိုတော့တချို့ကြောင့်နိုင်ငံသားကြောင့်ဒီမှာလေအခုကြည့်လေမိန်းကလေးဆိုလို့ရှိရင်ဟိုဘက်မှာဒီကြောင်းစားခံရတယ်ဟိုပြန်လို့မရဘူးအာဒီလိုမျိုးပေါ့အမျိုးမျိုးကြုံတွေ့တာဒါဆိုယောက်ျားလေးရောဆိုတော့ယောက်ျားလေးတွေဒီလိုမျိုးပဲ နိုင်ငံသားတွေကကောင်းကန်ကောင်းချင်းနဲ့အပေါ်လမ်းကသွားတော့ကန်ကောင်းတယ်သူကလည်းအောင်လမ်းကသွားလို့တော်တော်များများပြန်လဲမရှိသလောက်ရှိတယ်အဲ့တော့သူပြောပြဟိုမှာတို့ဘယ်လိုစားတော့နေထိုင်ရလဲအာဟာတော်တော်တော်အဲ့တော့အကုန်သူပြောသမျှအကုန်လိုက်ရေးရတယ်အဲ့တော့စင်ရင်ဖမ်းဖို့ဆိုစင်ဆဲကောင်းဟုတ်ပါဘူးအဲ့တော့စင်နေနဲ့လောက်ရတာအဲ့လိုအရန်ခက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 ်လေးအစင်နေရထိမရပြုမရအဲ့လိုငွေဆိုလို့ရှိရင်လည်းသွားငှားတယ်ငှားရင်ငွေကတော့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 ရတကယ်ဖမ်းလာမှာမွေးဆိုတော့ လူကိုပြန်ဟတ်တာတွေပါရှိရဲအဲအဲ့လိုကြောင့်ပြန်အများကြီးပေါ့ဟိုစူးစမ်းရရှိရဲတိရစ္ဆာန်စုံနေဆိုတော့အဲ့ဒါကူရှာသမ ्या ကလူကတော့ပြည့်ခဲ့တာပုတ်ခဲ့တာလောက်တော့ပေါ့ရတယ်ပြောအဲ့ဒါတော့မပြောတော့ဘူးကုံတော့ကုံသွားတယ်ဟုတ်ဘယ်အဲ့ဘက်ကလဲတော့တော့မရအမှတ်တမ်းတစ်ခုပဲအဲ့ကအဲ့ဆက်ကောင်ဟိုရောင်းရင်တော့ဘယ်မှာရောင်းတော့ရောင်းလို့ရဒါပေမဲ့အကိုရုပ်ရှင်ကိုတင်ကျင်တယ်လေအကိုခေါင်းဆောင်နေနေတော့တွားကျင်တယ်အကိုကြောက်နေတာကြာပြီလေအော်ဒီကားမျိုးက ဒီနိုင်ငံမှာလည်းမရှိဘူးတောင်တန်ရွတ်မရဘူးဟိုးမှာဆိုလို့ရှိရင်နိုင်ငံမှာဆိုလို့ရှိရင်ဟိုဗာလဲဘယ်သူလဲမသိဘောလုံးနဲ့စကားပြောတာလေကျုံးကြီးထဲမှာအဲသူတို့အဲ့လိုမျိုးလိုဘာလို့ဟိုရိုက်ရိုက်ခဲ့ရရရှိတာပေါ့ဒါပေမဲ့အကိုကြောက်တော့ဟိုသူမျိုးနဲ့မတူတဲ့ message တခုပေါ့အဲအဲ့လိုမျိုးပေါ့အရန်တော့ကနတ်တယ်ညီမတွေကဘာကြောင့်တောနတ်ထော်ရွေးရဆိုတော့ဒီစကားမှညီမတွေထွေလာမှပါတယ်မြင်သူကဘာကြောင့်လဲဆိုတော့လူတွေကသိတယ်တောနတ်မှာတစ်ပင်အကြီးကြီးရှိတာလေ တော့မတွန်းဟုတ်တယ်နှုတ်ဆိုအရန်ထောင်ကြည့်တူတူနဲမတောနဲ့မှန်သေးတာအဲရုပ်ရှင်ကမှအဝင်ဝမှအပင်လေးတိတိလေးတူရယ်ဆိုတာတောနဲ့မှမရအဝါလေးတွေရိုက်ပြီးတော့ပြန်ကြအဲ့တော့အကူအဲ့လိုမျိုးမလဲချင်းအဲ့တောနဲ့ထဲကြီးသွားတာတောနဲ့ထဲမှာအဲတောနဲ့ထဲမှာအိအဲ့တောနဲ့ထဲမှာစင်နေကိုခေါ်အဲ့တောနဲ့ထဲမှာစင်ပုံဖန်းလုံးဖန်းဒီဒီပြောင်းကင်းနေပျက်စီးသွားတာအများကြီးပဲအဲ့လိုမျိုးတွေပေါ့အဲ့အဲ့လိုရွာသူရွာသားကြီးကိုကြီးပြီးအဲ့ပြောင်းကင်းနေပျက်စီးသွားအယောမတောင်းကဲကောင်းလား အကူကလေဇက်တွေဝယ်ထားတာအကူမှာဆယ်ဆက်ရှိတယ်အကူပတ်စံရိုင်းကိုဇလန်းစံညုံနေအကုန်ဝယ်ထားတယ်ဖိုင်နေနဲ့အကူအိမ်မှာအများကြီးတစ်ထက်တည်းစုတာငါဒါတွေကိုငါတနစ်ကြရင်ငါအတွက်ဟိုမျက်စိလည်းလမ်းမမှာပေါ့ဟိုဘာလို့လဲဆိုတော့အိုးတော့ကလည်းကိုနေထူးတိုင်းနောက်မှာရိုက်ခဲ့တော့ကလည်းငါခေါင်းဆောင်မင်းသားဖြစ်ရမယ်ဆိုတဲ့စိတ်လေးနဲ့ယာရင်းယာရင်းနဲ့ဒါတစ်ချိန်ချိန်မှာ lucky 7ရိုက်ခဲ့တာဟုတ်အဲ့လိုမျိုးပဲအကူကဇလန်းနေဆိုအကူကဝယ်ဝယ်ထားတာဝယ်ပြီးကလည်းဇလန်းစံညုံခွဲခိုင်းအကုန်လုံးမကြိုက်ရင်ပြန်အကူမှာအကုန်ကို10ဦးရှိပြီသား အဲ့ဇက်တွေကလုံးဝသူများနဲ့မတူတဲ့ဇက်တွေကြီးပဲတဘာဝကြကြအဲကိုကောက်ကြည့်လိုက်လို့ရှင်အသိပညာ message တခုရအောင်ရအဲ့လိုမျိုးအကူကဝယ်ဝယ်ပြီးတော့ဇာတ်လမ်းဆက်ကွန်းတွေခွဲထားတာဆိုတာပြီးတော့ပတ်စံစီကြီးမဟုတ်အကုန်ထားပြီးပတ်စံများဟိုကံကြမ်းမှာမျက်စိတွေလို့ producer တွေများတွေ့ရင်အဇက်ရှိလားဆိုစဉ်းစားကြမှာတော့တတတတအဲ့လိုပေးနိုင်အောင်အဲ့လိုမျိုးဝယ်ထားအောင်မရလဲဒီကားလေးရလဲရောင်းလဲပြန်ရိုက်လိုက်ရင်စူးစမ်းပြီးတော့သွားမယ်အာကိုကြီးက အလုံးတော့ပြီးပြီအဲလူကြီးတွေကြည်တယ်ရုံရှင်တွေကြည်တယ်ပေါ့နော်အာသူတို့ကြည်ပြီးလို့ရှင်ဒီကောက်သူတို့ဆုံးဖြတ်တာအကိုအတွက်တော့ရင်ခုန်ဆုံးပေါ့နော်အာသူတို့ကနေကဲအာရုံနေဝင်ပြုတ်ရယ်ဆိုရင်တော့အကိုအနေနဲ့ဟိုထပ်ပြီးတော့အာစူးစမ်းလို့လည်းရတယ်အကိုရိုက်ချင်တဲ့ဇက်ကလေးပေါ့နော်မတူညီတာပေါ့အဲ့လိုမျိုးလေးရိုက်ချင်ရိုက်ချင်တာလည်းရှိရပေါ့အဲ့အဖြေတော့ရင်သေးလေးစောင့်နေရအကုန်ပြီးွားကြီးကြီးကြီးဖို့လူကြီးတွေကြီးဖို့နဲ့ရုံရှင်တွေကြီးဖို့ပဲကြံပါ အာကိုရညီမလေးကိုပို့ထားတဲ့ပုံစံမျိုးပဲလုံးဝဟိုကိုအကောင်းဆုံးကင်မရာနဲ့ရိုက်တာအဲကိုရှန်လေးဆိုတာသူတကယ်ဒီရုပ်ရှင်လောကမှာငားတာသူကအကုန်လုံးအကိုကိုကျွန်တော်ကျွန်တော်ရုပ်ရှင်ငားရိုက်နေကင်မရာဘုံရင်300ကျော်တယ်ငားက150လောက်ရှိရှိပဲအဲသူ့ကိုကိုပြပြချင်းအခုဆက်နေတာဒါအောင်15သိန်းကျန်နေတယ်အဲအဲ့လိုကိုကဆက်သွားတာသူကလည်းအကိုကိုယုံကြည်ကြမင်းအဲ့လိုဝါသနာပါရောကွာအကုန်ယူသွားဆိုသူကပေးတာပြီးတော့အကိုကသူ့ပြပြချင်းနဲ့ပြန်ဆက်ပြန်ဆက်အဲ့အဲ့လိုကျရင်နောက်ထပ်ကားတစ်ခါထည့်ရမယ်သူကလည်းယူ အဲ့လိုကိုစူးစမ်းသမျှအဲ့လိုမျိုးအာပြည်သက်ကြီးတကယ်လို့ခုံလုံးမင်းဇက်ကားပေါ့နော်ရုံနေခွင့်ရလို့ရှိရင်အဲ့ဇက်ကားအရန်ကောင်းတဲ့ဇက်ကားဟိုးလုံးဥရှိပါတော်ထဲမှာစွန်စားခဲ့တယ်လို့ကျွန်တော်အကောင်းဆုံးစွန်စားပြီးရိုက်ခဲ့တယ်အဲတလိဆန်နေဆိုတော့အများကြီးကျွန်တော်ငှားခဲ့တယ်အဲတောဆန်ရိုင်းကြီးဘလို့ဖမ်းမုံဖမ်းနည်းကြီးစသဖြင့်ပေါ့နော် message တစ်ခုခုကတော့ပြည်သက်ထဲရောက်မှာဒီကားကိုကြည့်ပြီးတော့မတန်ဘူးဆိုတယောက်မှပြောမှာမဟုတ်ဘူးဆိုတာကျွန်တော်ယုံကြည်တယ်ဒါကြောင့်ကျွန်တော်တို့အခုအဖြေလေးကို အကောင်းဆုံးယုံတုံးခွင့်ရပါစေလို့ဝိုင်းပြီးဆုတောင်းပေးပါလို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်